ဒီ setting ကိုခုချက်ချင်းပိတ်လိုက်ပါဒီ setting ကိုပိတ်ရမှာဖြစ်ပါတယ်ဖုန်းသုံးတဲ့လူတိုင်းဒီ setting ကိုပိတ်ရမှာဖြစ်ပါတယ်အဲ့ setting ကိုပိတ်ဖို့အတွက်ကျွန်တော်စာရင်ထပ်ကိုဝင်မယ်စာရင်ထပ်ကိုဝင်ပြီးရင်ကျွန်တော်ဒီမှာဒီအပေါ်မှာ source bar ရှိရနော်ကျွန်တော်ဒီမှာသွားနေမယ်ဒီမှာဆိုရင်ကျွန်တော် install install unknown app เนาะ unknown app เนาะဒီလိုပုံစံနဲ့ဒီမှာပေါ်လာတယ်ဆိုရင် account ကိုနှိပ်ရမှာဖြစ်ပါတယ်เนาะ account ကိုနှိပ်လိုက်ပါ โอเคအကောင့်ကိုနှိပ်ပြီးရင်ဒီမှာဒီလိုလေးပေါ်လာမှာဖြစ်ပါတယ်ဒီလိုပုံစံနဲ့အဲပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဆိုရင် install unknown app เนาะကျွန်တော်တို့ရှာရမှာဖြစ်ပါတယ်အကောင့်ကိုကျွန်တော်အောက်က သွားရှာမယ်ဒီမှာ install unknown app လို့ရေးထားတဲ့ဟာကိုသွားနှိပ်ရမှာဖြစ်ပါတယ်เนาะဒီမှာပဲ install unknown app เนาะအကောင့်ကိုနှိပ်လိုက်မယ်ဒီမှာเนาะဒီလိုပုံစံနှိပ်လိုက်ပါโอเคအားလုံးနေပြင်ကျွန်တော်တို့ဖုန်းမှာရှိတဲ့ application တွေအားလုံးပေါ်လာမှာဖြစ်ပါတယ်เนาะကျွန်တော်တို့ဒီမှာဆိုရင် Chrome browser ကိုသွားရှာရမှာဖြစ်ပါတယ်เนาะ Chrome browser ဒီမှာနော်ဒီ Chrome browser ကိုတစ်ချက်နှိပ်လိုက်မယ်။ဟို Chrome browser ကိုနှိပ်ပြီးရင်ဒီမှာဆိုရင်တို့ဒီ Chrome ကို print ထားရင်တော့ Chrome browser ကနေ virus ရှိတဲ့ application တွေဝင်လာမှာဖြစ်ပါတယ်။ကိုက install လုပ်မိမှာဖြစ်ပါတယ်။အဲ virus ရှိတဲ့ application ကြောင့်သင် phone hang ဖြစ်တတ်တဲ့တင်ဖုန်း hack လဲဖြစ်နိုင်ပါတယ်เนาะပြီးရင်ဖုန်းကအများကြီးစားတဲ့ virus တွေလည်းပါလာနိုင်တယ်เนาะအဲအကြောင်းဒီကောင်ကိုပိတ်ရမှာဖြစ်ပါတယ်ဒီကောင်ရဲ့စူးကျုပ်ကအရန်များတယ်เนาะအရန်ကိုအန်တရရရှိပါတယ်เนาะ အကောင့်ကိုကျွန်တော်ဒီ setting ကိုပိတ်ကိုပိတ်တင်တာနော် Chrome browser ကနေကျွန်တော်တို့မဟုတ်တဲ့ application တွေဝင်လာရင်ကျွန်တော်ဖုန်းအတွက်ဆူချိုးဖြစ်ပါတယ်ဖုန်းအတွက် under error ရှိပါတယ်နော်ဖုန်းအတွက်အရန်ကို under error ရှိပါတယ်အဲအကြောင်းဒီ setting ကိုပိတ်ထားပါလို့ကျွန်တော်ပြောချင်ပါတယ်အဲအကြောင်းဒီ setting ကိုတက်နိုင်တော့ပိတ်လိုက်ပါနော်ဒီဖုန်းတိုင်းလိုလိုမှာဒီ setting ကိုပိတ်လိုက်ပါနော်ဒါကတော်တော်လေးကိုအရေးကြီးတဲ့ setting ဖြစ်လို့ကျွန်တော်လာပြောတာဖြစ်ပါတယ်ဒီ setting ကိုခွဲချက်ချင်းပဲပိတ်လိုက်ပါ